ဘသူမမွေးနိုင်တဲ့စိန်ဖနာကြီးကိုဝင်းစင်ကသူမရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်လိုက်တဲ့မိုဟီကိုမင်္ဂလာပါရှင်။ဘာမီစတောင်မှာဖြစ်လင်းကျူဆွလိုက်ပါတယ်။မြန်မာနိုင်ငံမှာဘသူမမွေးနိုင်တဲ့စိန်ဖနာကြီးဝေကသူမရဲ့ချမ်းသာကြွားဝပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်ခဲ့တာကတော့သရုပ်ဆောင်မင်းသမီးမိုဟီကိုဖြစ်ပါတယ်။မိုးကဝင်းစင်ခဲ့တဲ့ဖနက်ကတော့မြန်မာနိုင်ငံမှာသာမကကဘာပေါ်မှာဝင်နိုင်တဲ့လူကရှားတယ်လို့ဆိုပါတယ်။ဒီလိုဖနက်မျိုးကိုမိုးကကစီးပြလိုက်တာပါ။ဒါကြောင့်လေအားလုံးကအားအသင့်ခဲ့ရပါတယ်။ အစောပိုင်းမှာတော့မြန်မာနိုင်ငံမှာရွှေဖက်နှက်ကိုစီးပြခဲ့တာကဆွဲထက်ရွှေဆိုင်ကသမီပါ။ဒါပေမဲ့လည်းမိုးရီကိုကရွှေဖက်နှက်တဲ့အစင်မင်းနဲ့စိန်ဖက်နှက်ကိုစီးပြခဲ့တာဖြစ်ပါတယ်။မိုးရီကိုရဲ့ဖက်နှက်ကတော့တန်မိုးကြီးတင်ရီတွေနဲ့တန်မိုးကြီးဖက်နှက်ကုမ္ပဏီကနေပြုလုပ်ထားတာဖြစ်ပါတယ်။ပုံပြီးထူးခြားတာကတော့ဖက်နှက်အောက်ဖက်မှာတန်မိုးကြီးအာဖရိကစိန်ပြတွေကို မြုပ်နှံထားတာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းဖက်နှက်တရံကိုတိမ်မောင်းထောင်းထောင်းချီတဲ့တန်မိုးရှိတယ်လို့သိရတာပါ။ ဒါကြောင့်လေမိုးဟီကွင်းရဲ့ကျွင်းဝချမ်းသာမှုကိုအလုံးကအားအားသင့်နေရတာဖြစ်ပါတယ်။လူတွေကတော့အစောပိုင်းမှာခရိုနီတည်ရင်းနဲ့လက်ထပ်ထားတဲ့ဝင်းမုံရွှေရုံလိုမြင်းသမီးတွေကိုချမ်းသာတယ်လို့ထင်နေကြတာပါ။ဒါပေမဲ့လေအပြိုကြီးမမမိုးဟီကူကခရိုနီတည်ရင်းကတော့မြင်းသမီးတွေထံကျွင်းဝချမ်းသာနေတဲ့သူမရဲ့ပိုင်ဆိုင်မှုတွေကိုချပြလိုက်တာဖြစ်ပါတယ်။တကယ်တော့မိုးဟီကူကတီမတိုင်ခင်ကလေသူမရဲ့ချမ်းသာကြွယ်ဝမှုကိုပုံစံမျိုးစုံနဲ့ခြားပြနေသူပါ နမေရင်တော်အေးခိုင်ဖြစ်တဲ့မိုးဧကိုဟာမြန်မာနိုင်ငံမှာအောင်မြင်တဲ့ထိပ်တန်းမင်းသမီးတလန့်ဖြစ်တဲ့လို့သူမရဲ့ချမ်းသာကြွယ်ဝမှုဟာလည်းအင်မတန်မှများပြားလာပါတယ်သူတို့ပြင်မိုးဟီကိုဟောင်းနမေကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုကိုပိုင်ဆိုင်ထားတယ်လို့သူမပိုင်ဆိုင်ထားတဲ့ပိုးတွေတိုက်တွင်စိန်တိုက်တွေကလည်းအများကြီးပါ။ဒါကြောင့်လည်းနေကြီးဦးလို့တတိမာကြီးကတော့မိုးဟီကိုကိုတလေးတစားနဲ့သူ့ရဲ့မင်္ဂလာပွဲကိုဖိတ်ခင်ရတဲ့အထီးပါပဲ။မိုးဟီကိုစီးနေတဲ့ကောင်ဆိုရင်တော်ယုံထိတ်တန်းတတိကြီးတွေတော့ဝယ်မစည်းနိုင်တဲ့ကောင်မျိုးပါ ကဘာပေါ်မှာစည်စည်းတာရှိတဲ့ကောင်းမျိုးလို့ဆိုပါတယ်။ဒါပြင်မိုးဤကိုဟောင်းကဘာပေါ်မှာစည်းကြီးဆုံးဟန်ဖုံးကိုလည်းကင်ပြခဲ့ပါသေးတယ်။အထူးသဖြင့်မိုးဤကိုဟောင်းတောက်ထဲအားနဲ့တောက်ပါနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းခုခါမှာတော့မိုးဤကိုကဘသူမှမစည်းနိုင်တဲ့စိန်တွေပါဝင်တဲ့ဖဏတ်ကြီးကိုစီးပြခဲ့တာဖြစ်ပါတယ်။ဒီလိုမိုးဤကိုကစိန်ဖနက်ကြီးကိုစီပြတဲ့ပုံမှာတချို့ကလည်းဖနက်ဆိုတာကနေရတာမို့တံမိုးကြီးဖနက်ကိုချင်းတဲ့နေမင်းမစင်းတဲ့မှုဆိုပြီးပြောကြတာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့လေမိုးဤကိုလုံးအလားတရားနဲ့ပြေဆုံးကောင်းတယုံဆောင်ကောင်းပြီးမြန်မာနိုင်ငံမှာအောင်မြင်တဲ့ထိတ်တန့်မြင့်သမီးတယောက်အနေနဲ့သူမရဲ့ပိုင်ဆိုင်မှုကိုကြွားလုံးထုတ်တာကဖြစ်တင်နေဆိုပြီးပြောကြတာမျိုးလည်းရှိတာပါတခြားသောမြင့်သမီးတွေဆိုရင်ဒီလိုတံမိုးကြီးရတနာတွေကိုရွှေဆိုင်ကြော်ညာတွေစိန်ဆိုင်ကြော်ညာတွေမှာပဲစီးပြားတာဖြစ်ပါတယ်ဒါပေမဲ့လေမိုးဟီကိုကတံမိုးကြီးရဲ့စိန်ပနတ်ကိုစပွန်ဆာမပါပဲပရိုမိုရှင်းခန်းနာတစ်ခုမှစီးပြလိုက်တာပါ။ဒါကြောင့်လေမိုးဟီကိုကိုအားကြနေကြရပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဘယ်သူမှမစည်းနိုင်တဲ့စိတ်ဖိနပ်စီးပြတဲ့မိုးဟေကိုကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။